ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ပိုဆီယာမကြီးကတော့တရက်လောက်တစ်ခုလောက်ထားပြီးပြီဆိုရင်ပြီးရောအဝိတေကိုလည်းငါပဲရှော်နေရတယ်အရင်ချွေးမတွေကတရက်လောက်တစ်ခုလောက်ပြမယ်လို့မရှိလို့လားငါချွေးမတွေကတော့လေအားကိုးလို့ကိုမရဘူး तू ကမြို့သူဖြစ်ပြီးတော့အားနှွဲ့နေရလေ ။ငါကတော့လာပြီးတော့တန်မာနေတာ။တော်သေးတာပေါ့။ရှစ်တိမြတ်လုပ်ကိုအကုန်လုံးငါပဲလုပ်နေရတယ်။ဒေါပုတ်ကတော့ဝိတ္တင်ရှောင်းရင်းနဲ့ပဲသူ့ချိန်မှမကောင်းကြောင်းတွေကိုစိတ်ဆိုးစွာနဲ့ပြောဆိုနေပါတယ်။ဒေါပုတ်ဟာမြို့သားနဲ့အိမ်တောင်ကြတဲ့ရာသူတစ်ယောက်ဖြစ်ပြီးချိန်မှနှစ်ယောက်ရှိပါတယ်။ချိမတယောက်ကတော့မြို့သူဖြစ်ပြီးနောက်တယောက်ကတော့ရွာသူဖြစ်ပါတယ်။မြို့ထဲကနေအိမ်တောင်ကျတဲ့ချိမကတော့ဒီနေ့မှအလုပ်တစ်ခုလောက်သာလုပ်ပြီးမိုးတက်တဲ့အလုပ်အချောင်းခိုးတဲ့ကောင်မလေးတယောက်ပါ။နောက်တရင်ရောက်တဲ့အခါမှတော့ အိုးငါတို့ထမင်းဟင်းနေအကုန်လုံးချက်ပြီးသွားပြီတော်တော်လေးလက်ပင်ပန်းနေပြီအခန်းထဲသွားပြီးတော့ခဏသွားနားလိုက်အောင်မေမြမြထမင်းဟင်းတွေချက်ပြုတ်ပြီးတော့နားဖို့အတွက်အခန်းထဲဝင်သွားပြီးအိယာဘုံလှည့်နေတော့မှာပဲသူ့ရောင်းမငယ်လေးလှက်လာရောက်လာပါလေကျောင်းမမြမြဘာတွေလုပ်နေရလဲညီမလေးကိုလေးကလက်တွေ့လို့ရတဲ့အင်စာတွေနည်းနည်းပါနေလို့ကုညီပေးအောင်ဖလာရဲ့ခုနလေးနေမယ်ထမင်းချက်ပြီးလို့နားနေပါလေဆိုမှကဲလှုပ်တော့လှုပ်ပေးမယ်လေဒါပေမဲ့ညီမလေးတို့ခုပြန်လှုပ်ပေးရမယ်ဘာလို့ပေးရမှာလဲရောင်းမရဲ့ အမတခုပြောမယ်လေအမပင်ပန်းနေတယ်လို့ရမှာနေမီဖို့ကြောင့်ねပကတ်နေအများကြီးပုံနေလို့အဲ့ဒါတွေပဲစီးပေးဟုတ်ပြီအဲ့ဒါဆိုအခုသွားပြီးတော့စီးခဲ့ပြီးမယ်စီးပြီးရင်တော့ညီမကိုကူပေးရမယ်နော်နနကမြမြနေစကားပြောပြီးမိဘကန်းလေးဝင်ကပကင်းတွေကူပြီးစီးနေစဉ်သူ့မိကမြင်တော်ပြီးတမီနင်အခုပဲကိုလီကရောက်တာမဟုတ်လားဘာရီလုံနေရလဲဟုတ်တယ်မေတမီပကင်းနေစီးနေရလေရောင်းမတမီ project ကိုကူလုတ်ခိုင်းတာ우ပကင်းစီးပြီးတဲ့ပကင်းစီးပြီးရင်ကူလုတ်ပေးမယ်ပြောလို့လေ တော်တော်ပြင်းနဲ့ကောင်းပါပဲတနေ့ကောင်အပားခိုနေရသမီးတနက်စာလေးချက်လိုက်တာ ው လေသူကအကုန်လုံးလုံနေရသလိုပင်ပန်းနေရတာပဲမေသမီးလည်းပကံနေမစေးချင်ဘူးရောင်းမတင်းခိုင်းနေရောလာစီရတာငါလည်းဒီချွေးမတစ်ယောက်ကိုမနိုင်တော့ပါဘူးသူနဲ့ပတ်သက်ရင်လည်းလေနင်းနေဆိုရနဲ့ငါသွေးတက်တဲ့ဒီ project တွေကမြက်ပြီးသွားရင်ကောင်းမယ်အဲ့ဒါဆိုငါတို့အကုန်လုံးကြွားရင်ကိုပြောင်းနေလို့ရတယ်ဒီလိုသာဆိုရင်လေဒီကောင်မငါချွေးမကြီးမူမူတယောက်ရဲ့အလုပ်လုပ်တဲ့ပုံစံကိုမြင်မှစူးစမ်းရမှုကဘလို့အောင်မြင်နိုင်မှာလဲဆိုတာသိမှာ ဒုပ္ပတိအောင်စေတူတူနဲ့မိဘကန်းတွေမှာ ပြုံးနေတဲ့တွေကိုမြမြကမိဘကန်းတကားဘွားကနေအကုန်လုံးကြားသွားကောင်။အမလေးအဲ့ထွေးမကြီးမမူကဘာတွေများလို့လို့ဒီလောက်ထိအောင်မှချီကျုနေရလဲမသိဘူး။အေးပါနေပါစေအောင်ငါလည်းရွာကိုလိုက်သွားပြီးတော့ထွေးမကြီးလောက်တောင်ကြည့်ကြည့်လိုက်အောင်မေး။လာလာရဲ့ project ပြီးသွားတော့အင်္ဂလူတွေအကုန်လုံးရွာကိုသွားဖို့တိုင်ပင်ဆုံးဖြတ်ကတအိမ်လုံးကားနဲ့ရွာကိုသွားကြပါလိမ့်။ခရီးတော်လေးရောက်တဲ့အခါမှာမြူတွေကလမ်းကနေထွက်ပြီးရွာလမ်းဘက်ကိုဝင်သွားကြပါလိမ့်။ အမလီဖျားရေဘလို့လဲရင်လဲစုပြတ်တက်နေရပဲတိတ်ဆန်ဒီလိုလမ်းနေရပဲကိုယ့်အိမ်ကို ရောက်တော့မယ်ဆိုရဲခက်စားချက်ဖြစ်စီတာအမေမြမမျိုးရင်းမှာပဲနေတာဆိုတော့ဒီလိုလမ်းတွေအကြောင်းပေးသေးပါမလဲအေးအေးနေပြောတာလည်းဟုတ်တာပဲအမေဟိုမှာကြည့်ဒီကနေသမီးတို့ရွာကိုစမြင်နေရပြီ ကြည့်လေဟိုမှာဥစိန်ရဲ့ခြံသားတော်မှာရောက်နေပြီဒါလားဥစိန်ရဲ့ခြံအင်းအရင်တိုင်းမဲ့နော်ဘာမှလည်းမပြောင်းလဲဘူးအမေကြည့်ကြည့် တမျိုးကားနောက်ကနေညင်းလဲရောပါလာသေးတယ်။အေးဟုတ်သားပဲ။ငါတို့ရွာအရင်တိုင်းလေးပဲဘာမှမပြောင်းလဲဘူး။ရှေ့မှာကားကြီးလာနေလို့ကားဒီမှာပဲရပ်မရတော့မင်းမောင်ထွေးကကားကိုလမ်းမေးမှာရပ်ပြီးကားကြီးကိုလမ်းပေးပြီးတော့သူခကြီးကိုပြန်ဆက်ပါတယ်။ကျွာကလမ်းတွေအင်းတွေကိုကြည့်ပြီးမြင်းမြကလွဲလို့တိမ်သားလုံးစိတ်လုံရှားပျော်ရွှင်နေကြပါလေခဏအကြာမှတော့သူတို့အင်းသားရောက်ခါကားရပ်ပြီးကားပေါ်ကနေဆင်းကြတော့ဒုံပုအသက်ရှူတဲ့အခြေကြီးကိုကြားလိုက်ရပြီး ။အိုးငါရွာလေးတွေငါရွာရဲ့ရင်နဲ့လေးငါကတော့နွားချိနဲ့နဲနဲ့နဲ့မရသေး။အိုးငါ့ရင်လေးငါ့ရင်နွားမလေးကန်ကန်ငါသားလေးအကုန်လုံးကရင်တန်းရှိနေအောင်လုပ်ပေးထားတာပဲသားလေးရ။ဗမားထူးဆန်းတာတွေရှိနေလို့လေ။အိုးအမေရောက်လာတာပဲ။လာလေးအမေအထဲဝင်ကြအောင်။ချွေးမလေးငါကလေးလေးနေကောင်းရဲ့လား။ရောင်မကြီးမမူနေကောင်းတယ်မလား။သမီးကတော့ကောင်းပါတယ်အကုန်ထဲကိုဝင်ကြပါဦး။ မမူကအကုန်လုံးကိုခေါ်ပြီးအိမ်ထဲဝင်တဲ့အခါမှာဒုပုကပြပြွန်ရွှင်ရွှင်နဲ့သူ့အိမ်ထဲကိုရှောက်ကြည့်ကောင်။အိုးငါ့အိမ်ရစိုက်ထားတဲ့တံမြသီးပင်လေးဒီလိုမျိုးကျဉ်ဝန်းသက်ရှိနေတဲ့ဧကန်လေးဒီအခန်းလေးငါရင်မင်္ဂလာဆောင်မိလာကာသာတော့ဝါဆိုရင်အဲ့ဒီချိန်လေးကိုရမ်းလွမ်းမိတာပဲ။အိုးငါတာလီယာရင်တိုင်းဖြစ်နေအောင်အကုန်ထိမ့်သိမ်းထားတာပဲ။အမေနဲ့ဖေတို့ရဲ့အမှတ်တရတွေအလုံးကဒီအိမ်နဲ့ဆက်နွယ်နေတာလေ။ဒါကမထိမ့်သိမ်းလို့ရပါမလား။အမလေးမောင်နီလေးငါရဲ့သားလေး ဒေါ်ပုဟာသူ့ရောင်မရှိတဲ့သူ့သားမောင်နှင်နဲ့မမူကိုတွေ့တော့အရင်ကိုပျော်ရွှင်ခွင့်ရခဲ့ပါတယ်။အိမ်ထဲကိုပန့်ကြည့်ပြီးရောက်ခမရောက်ကတိအကုန်လုံးနဲ့စကားပြောပြီးတော့မမူကပြောခဲ့ပါတယ်။အမေအဖေတို့မြမြစုစုမလေးတို့ထိုင်ကြအောင်လေအကုန်လုံးအတွက်ကျမအေးအေးစီစဉ်ပေးထားရလေရှိလို့တွားရည်လိုက်အောင်မယ်နော်။ပြလို့ရှိရင်အာလူရဲ့ပင်းရဲ့မှုကြော်ရဲ့အရွက်ကြော်ရဲ့တရက်ချင်းလေးရဲ့ပူရီရဲ့ထမင်းချက်ပေးထားရင်နော်။စားပြီးလို့ရှိရင်အချူတက်ရအောင်ဆိုပြီးတော့အာလူဟာလိုဝါလေးလည်းလုပ်ပေးထားသေးတယ်။ ။ချွေးမရဲ့ဘာလို့အဲ့လောက်အများကြီးချက်ရတာလဲ။ဘေးကများအောင်လဲမီးရဲ့ခဏတော့အေးသွားယူခဲ့ပြီးမေး။မမူကမိဘကန်းနဲ့ဝင်ပြီးအေးအေးတွေကိုခွတ်အကြီးကြီးတွေထဲကယူလာခဲ့ပါတယ်။သူမိသားစုဝင်တွေအေးအေးတောင်းကြပြီးတောင်းနေတော့ထမင်းဟင်းစားကြပါတယ်။ပြီးတဲ့အခါမှာအကုန်လုံးအိယာပေါ်လှိမ့်နေကြတော့ဒုပုကောင်။မမူပေးသွားနေရလဲသမီးလဲနားတော့လေ။နားရတော့မေးမဟုတ်သေးဘူးမေးမနားသေးပါဘူး။ ပုံမောင်နီကလည်းထဲမှာလုံမပြီးသေးလို့လေခဏသွားကူလိုက်အောင်ပဲတမိမပင်မန်းသေးဘူးလားမပင်မန်းမအောင်မေးရဲ့မမူကအဲ့လိုပြောပြီးတော့ခဏနေတဲ့အခါမှာလေးလေးသွားပြီးမောင်နီကိုအလုပ်ကူလုပ်ပါတယ်သူကအလုပ်ကူလုပ်ပြီးတော့ညနေခင်းရောက်တဲ့အခါမှာအိမ်ပြန်လာပြီးအကုန်လုံးအတွက်ကြော်ရီများစွာကိုကြော်လွန်နေပါတယ်အမလီငါချွေးမလေးမမူကိုလေချီးမွမ်းလို့ကိုမဝဘူးအလားချင်းနေတော့မှမထိုင်မဲနဲ့အလုပ်တွေပဲရှာကြံလုပ်နေတာတော်လိုက်တာ မီးကတော့တော်တော်ပျော်လွန်နေပါလားငါ့ကိုရှိတယ်လို့တော့မထင်တော့ဘူးလားပဲကြည့်ရတာတော့ငါမမှုကိုအမေရှိမှမကောင်းကြံပြီးတော့ငါပဲကောင်းတယ်လို့လုပ်ပြရတော့မယ်ထင်နေအဲ့ဒါမှမီးသူ့ကိုမေ့ပြီးတော့ငါ့ကိုချီးမွမ်းမှာမြင်းမြကတော့မမှုကိုမကောင်းကြံဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒီလိုနဲ့ပဲတဏိတာကုန်ဆုံးသွားပြီးတော့အကုန်လုံးအိပ်သွားခဲ့ကြပါတယ်နောက်နေ့မနက်9:00နာရီလောက်မမှုတို့အိမ်ခေါမိုးပေါ်မှာစက်တော်တန်းကြတော့မမှုပြောတာကတော့ဦးလေးနေပြီပဲထမရရတော့မယ်ကံကံလေးကလည်းဗိုက်စာနေလောက်ရောပေါ့ ပြီးတော့အကုန်လုံးအတွက်မနက်စာလည်းပြင်ရအောင်မယ်။မမူကအလှပြောပြီးချက်ချင်းရေးထချိုးပြီးတော့ဥစွာနေမင်းကိုရေးကပ်ပြီးစူတောင်းကြတော့ပါလေ။ကြတော့ပြီးတဲ့အခါမှာတော့ကံကလေးရေငါရေကံကလေးဘိုက်တွေစားနေရောပေါ့ဟုတ်လားပြော့အစားတွေစားလိုက်အောင်မမူကသူ့နောမလေးကံကံကိုအစားကျွေးပြီးတော့စပြီးနှုတ်ထိုင်ညက်ပါလေဒီချိန်မှာဒုပုကထလာပြီးချွေးမလေးဒီလောက်စိုးရိမ်ထပြီးဘာလို့လုံနေရလဲတမီးကအမြဲတမ်းထနေကြလေ ။ဒါနဲ့အမေဘာလို့စိုးရိမ်ထားရလဲ။အမေခဏလောက်ထပ်အိပ်လိုက်ပါအောင်လား။တမီအကုန်လုံးခဏနေလမ်းထိုးလိုက်မယ်လေ။ဒုပ်ပူလိန်မမှုပြောတာနားထောင်ပြီးတော့အိတ်ခန်းလေးပြန်ဝင်သွားခဲ့ပါရယ်။မြို့ကလာတဲ့သူတွေအကုန်လုံးကတော့အိမ်မောကြနေကြပါရယ်။မမှုတယောက်ကတော့နှုတ်ညက်ပြီးတာနဲ့တိမ်လုံးတန်ရှင်းရေးလုံးဂန်ဂန်လေးကိုလည်းရေချိုးပေးပြီးနောင်ချီတွေကျုံးပေးပါရယ်။အလုပ်တွေလည်းပြီးသွားပြီးတော့မိုးလိန်တော်တော်နေနေပြီးမို့မမှုတယောက်ကမိဖို့လေးဝင်ပြီးမနှက်စာဆပြီးပြင်ဆင်ပါရယ်။ကျမလေးမမှု အမကိုယ်တိုင်ဖြော်ပေးရတဲ့ဒင်ငင်လေးကိုတောက်ချင်တယ်။မြမကိုလည်းဒင်ငင်လေးဖြော်ပေးပါဦး။ကျွန်တော်အတွက်ရောနော်အမကျွန်တော်လည်းဒင်ငင်ပဲတောက်တော့မယ်။အမေကတော့လက်ဖေးပဲတောက်ချင်တာမို့လို့လက်ဖေးပဲဖြော်ပြီးရောနော်။ဟုတ်ဟုတ်ကျွန်မအကုန်လုံးရဲ့အကျိတ်မနက်စာလေးတွေပြင်ဆင်ပေးမယ်နော်။ဒါနဲ့ညီမလေးမြမညီမလေးကဘာတောက်မှာလဲ။အမမလုပ်တက်တော့ပါဘူး။ကျွန်မကလိမ္မော်သီးနဲ့ဂျင်စင်းဖြော်ရီကိုတောက်ချင်တာ။မဟုတ်ပါဘူးမပူပါနဲ့ဘလိုမျိုးလဲဆိုတာအမကောင်းကောင်းသိရဲ့ဖြော်ပေးမယ်နော်။ ဒီတော့မားဆိုရင်တံမြတ်သီးနဲ့ချင်းဖြော်ရီလို့ခေါ်ရလေမမူပြတော့မြမြကတိတ်တိတ်ကလေးနေပေမဲ့လည်းနည်းနည်းတော့မန်တန်နေပါသေးမမူကအကုန်လုံးအတွက်မနက်စာရီပြင်နေပါသေးမနက်စာစားပြီးတော့အကုန်လုံးက ရွာလေးကိုပတ်ကြည့်ကြပါသေးအရင်ချိန်အတွင်းမှာပဲမမူကတိန်လုံးကိုတဖန်တန်ရှင်းရေးလုပ်ပြန်ပါသေးအမေတို့လည်းပြန်လာနေလောက်ပြီထင်တယ်ထမင်းဟင်းကြီးချက်ထားလိုက်တော့မယ်မမူလည်းထမင်းဟင်းချက်ပြုတ်ဖို့အတွက်မိဖုကန်လေးကိုဝင်သွားခဲ့ပါသေးခဏနေတော့အကုန်လုံးအိမ်ပြန်ရောက်လာကြပါသေး အဲ့ဒီအချိန်မှာမြင်းမြောင်စိတ်ထင်းမှာမကောင်းစိတ်တစ်ခုဝင်လာခဲ့ပါတယ်။ဒါခွင့်ကောင်းမေငါတော့အစားတောက်တိအစီမပြေဖြစ်အောင်လုပ်လိုက်မေမြင်းမြောင်ကမကောင်းကြံစီပြီးဖြက်စီးရန်ကြံပြီးမိဖို့ကြောင့်နေတော့နေစဉ်ဒေါ်ပုဝင်လာတော့အကြံဉဏ်မအောင်မြင်မင်းဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ညာဘန်းရောက်တဲ့အခါမှာတော့ဒီနေ့တော့ငါဒီအခက်ကိုညစ်ပန့်ကိုဖြက်စီးလိုက်မေအဲ့ဒါမှအမေတိမာလေးသူချွေးမကြီးရအချံကိုသမားတယောက်ပဲဆိုတာမြမြကအလူရီပြောပြီးစာရွက်တွေယူကဆုပ်ဖြဲလိုက်ပြီးပြစ်နေတဲ့အချိန်မှာ ဒေါက်တူကမြင်သွားပြီးတော့မြမြကိုပဲတန်ရှင်းရေးပြန်လုပ်ခိုင်းပါတယ်။တန်ရှင်းရေးလုပ်ပြီးတော့မြမြကပြင်းမဲသွားပြီးတနေ့လုံးဘာမှမလုပ်နိုင်တော့ပဲအခန်းထဲကိုသွားနာခဲ့ပါတယ်။ဒီလိုပဲနေရတွေများစွာကုန်ဆုံးလာခဲ့ပြီးသူတို့မြို့ရင်းပြန်ရောက်တော့မယ့်အချိန်လေးကိုရောက်လာခဲ့ပါပြီ။အမေတို့ပြန်ရောက်မယ့်အချိန်လေးရောက်လာပြီ။အမေတို့မနေ့ပြန်ပြန်သွားလဲဒီမှာနေခဲ့တဲ့နေ့တွေကိုတော့ဘယ်တော့မှမမိပါဘူး။အမေပြောတာမှန်နေ။တနေ့ကိုအလုပ်တွေအများကြီးလုပ်ထားတော့ပြင်းမဲနေရောပေါ့။ နောင်တို့လေးတစ်ခွက်တော့တောက်လိုက်ပါဦးအမမြမြကညာတော့ကအိတ်စည်းခတ်ထားတဲ့နောင်တို့ကိုမမှုကိုတက်လိုက်ပါတယ်မမှုလေးနောင်တို့တောက်ပြီးမနဲ့အစောမထနိုင်မေးအပြောင်းနေပါတယ်အပြောင်းသွားတာကြောင့်အမီတို့တောက်ကနီးမှနိုးလာရတော့မမှုကငုံနေပါတယ်မငုံပါနဲ့ချွေးမလေးရဲ့တခါတလေပင်မဲရင်တော့အပြောင်းတတ်ကြပါတယ်အမေအမေအိမ်ပြန်မဲ့နောက်ဆုံးရက်လေးတော့မှထမင်းအချက်မကျွေးလိုက်ရဘူးဘာမှမဖြစ်ပါဘူးတိတ်တော့မငုံနဲ့တော့ ဒေါပုကမမှုကိုတတော်လေးချော့မော်ပြီးတော့အငိုတိတ်အောင်လှုပ်တာကိုမျက်မျက်ကမြင်တော့စိတ်မကောင်းဖြစ်သွားပြီးသူ့အလုပ်မလုပ်ဖိချောင်းခူရာရီကိုနားလေသဘောပေါက်ခဲ့ပါရယ်အိနေကစားပြီးမျက်မျက်တိတ်အောင်အကုန်လုံးပြောင်းလဲလိုက်ပြီးယူရဲကအိမ်မှာအားလုံးပျော်ရွှင်စွာနဲ့ပဲနေထိုင်သွားကြပါတော့ရယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်